မင်္ဂလာပါရှင်ပွိုင်းတူနိုဟမ်မတာမြမငလျင်ဆိုင်ရာအကူအညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရဲရွာတွေထိခိုက်နေတာမှမရှိသေးရေးကအရေးကြီးတာလေရဲရွာတွေကိုပြန်လည်ထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အကူအညီခဲ့ကြပေမဲ့အဲ့ဒီအကူအညီတွေကြောင့်မိဖတ်တွေနဲ့ရဲရွာတွေကိုပိုပြီးထိခိုက်သွားစီသလားဆိုတာအမြဲဆန့်စစ်နေဖို့လိုပါတယ်ဒါကြောင့် RCS Reimagining Conflict Sensitivity အဖွဲ့ရဲ့စာရန်ငယ်ပါစဉ်းစားသုံးသပ်ချက်တွေကိုမြင်ញံပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ကျမတို့မြို့တော်ကအပိုင်းလိုက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နေတာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားသုံးသပ်ရမယ့်အချက်တွေကတတမမြောက်အချက်ဖြစ်တဲ့တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EAO မှာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ လူသားစာနာကူညီဆောင်ရွက်မှုများနဲ့စမ်းဆောင်ရည်များကိုအတိအမှတ်ပြုခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေး၊စကိုင်းနဲ့ရှမ်းပြည်နယ်တို့မှာပြည်သူများဘေးလွတ်ရာကို တိမ်းရှောင်ကြရတဲ့အခါလက်ခံပေးထားရတဲ့ရဲရွာဒေသတွေအနေနဲ့ဒေသစီးပွားရေးပုံမှုကြက်တဲလာစေတဲ့အတွက်လူသားချင်းစာနာမှုအစီအမံတွေကိုစဉ်စားဆောင်ရွက်ပေးရန်အရေးပေါ်လိုအပ်လျက်ရှိနေပါတယ်။ကချင်နဲ့ကရင်ပြည်နယ်တွေကအီးအဝအုပ်ချုပ်မှုရန်နေရာတွေဟာ အုပ်ချုပ်ရေးရန်နေရာတွေကိုစနစ်တကျဖွဲ့စည်းမှုရှိကြတဲ့အပြင်ဆက်သွယ်ချိတ်ဆက်ထားတဲ့ကိုရက်တွေလည်းအကောင်ကြပါတယ်။ဒါအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်းထိတွေ့ဆက်ဆံဆောင်ရွက်မှုတဲ့အတွေ့အကြုံတွေရှိကြပါတယ်။ကရင်နီနဲ့ကချင်ပြည်နယ်တွေမှာနေဆက်ဖြတ်ကျော်ပြီးကုညီထောက်ပံ့မှုဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့အတွက်စစ်ကောင်စီရဲ့ကန့်သက်ပိတ်ပင်မှုတွေကိုရှောင်ရှားပြီးလူသားစာနာအကူအညီတွေပေးအပ်နိုင်ကြလမ်းကြောင်းတစ်ရက်လည်းရှိနေပါတယ်။ ီအခြေအနေဟာနေဆက်ဒေတာနဲ့ဝေးတဲ့အတွင်းမိုင်းဒေတာတွေအတွက်တော့ကန့်သက်ချက်များစွာဖြစ်ပေါ်စေပါတယ်။အထူးသဖြင့်လက်တလုံးမှာငလျင်ဘေးတံခန်းစားခဲ့ရတဲ့ဒေတာတွေဟာမြန်မာပြည်အတွင်းမိုင်းဒေတာတွေဖြစ်ပါတယ်။ဒီဒေတာတွေဟာနေဆက်နဲ့အလန်းကွာဝေးတာကြောင့်နေဆက်ဖြတ်ကျော်ပြီးကုညီထောက်ပတ်ရေးဆောင်ရွက်ဖို့အတွက်တော့လွယ်ကူမှာမဟုတ်ပါဘူး။မြန်မာပြည်အလဲပိုင်းကလက်နက်ကင်အဖွဲ့တွေအနေနဲ့ကလည်းနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်းထိတွေ့ဆက်ဆံမှုအားနေနိုင်ပါတယ်။ တိုင်းသားတော်လည်းအဖွဲ့အစည်းများ IAO မှာအုပ်ချုပ်ရေးတာဝန်ရှိသူများဤလူသားစာနာကူညီဆောင်ရွက်မှုများနဲ့စမ်းဆောင်ရေးများကိုအတိအမှတ်ပြုခြင်းအပိုင်းမှာထည့်သွင်းစဉ်းစားရမယ့်အချက်နှစ်ချက်ရှိပါတယ်။အဲ့ဒီအချက်တွေကတော့နံပါတ်၁အချက်အနေနဲ့ IAO အုပ်ချုပ်ရေးရန်နေရာများနဲ့ထိတွေ့ဆက်ဆံခြင်းနဲ့နံပါတ်၂အချက်အနေနဲ့နေရက်ဆုံးခွာမှုဆိုင်ရာအခြေအနေကိုသတိပြုခြင်းတို့ဖြစ်ပါတယ်။ IAO အုပ်ချုပ်ရေးရန်နေရာများနဲ့ထိတွေ့ဆက်ဆံခြင်းအချက်မှာဆိုရင် လက်တလောအခြေအနေတွေအရကချင်နဲ့ကရင်နီပြည်နယ်တွေဘက်ကလို့အိယာကိုအုပ်ချုပ်ရေးရန်ရရတွေနဲ့မိဖက်ဖွဲ့စည်းပြီးပေါင်းဆက်ဆောင်ရွက်မှုတွေပြုလုပ်နိုင်တဲ့အပြင်နေဆက်ဖြတ်ကျော်အကူအညီပေးအပ်တဲ့ပုံစံတွေကိုမြင့်တင်ဆောင်ရွက်တင်ပါတယ်။အိယာကိုအုပ်ချုပ်ရေးရန်ရရများနဲ့ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းကြောင့်သွာလာနေထိုင်ရေးအပါအဝင်တခြားလူအပ်ချက်တွေကိုလည်းကူညီဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်။နေဆက်ဒေတာတွေဟာအများအပြားအိယာကိုအုပ်ချုပ်ရေးရန်ရရတွေအောက်မှာရှိတာကြောင့် မိဖက်အဖြစ်ဖွဲ့စည်းပေါင်းဆက်ထားရင်ကုညီကယ်ဆယ်ရေးကိစ္စရပ်တွေကိုချောချောမွေ့မွေ့ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။တချို့သောပြည်ပကကုညီကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းလေရင်နဲ့လာရောက်ကြတဲ့အပြင်နေဆက်မြင်းကိုဖျက်ပြီးအီယိုဒေတာတွေကနေကုညီကယ်ဆယ်ဖို့ဝင်ရောက်လာကြတာတွေကိုလည်းမြင်တွေ့ကြရပါတယ်။ဒါဟာနေဆက်ဒေတာ IAO ရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်မြင်တွေ့ခဲ့ရတဲ့အပြင် IAO နဲ့ပြည်ပဆက်ဆံရေး IAO နဲ့ပြည်တွင်းဆက်ဆံရေးတွေကို မြင်တွေ့ရတာပါ ဒါအပြင်တိုင်းသားအီယာအိုတွေရဲ့ဒေသတွေကနေငလျင်ကူညီရေးအတွက်အလူငွေကောက်ခံလှူဒါန်းတာတွေကိုလည်းအတိမတ်ပြုဖို့အရေးကြီးပါတယ်။နေရဆုံးခွာမှုဆိုင်ရာအခြေအနေကိုသတိပြုခြင်းအချက်မှာတော့နေရဆုံးခွာမှုများကြောင့်နေခံနဲ့ရွှေပြောင်းပြည်သူနေရစလုံးအကြမ်းမှာဖြစ်ပေါ်တတ်တယ်။လူမှုရေးနဲ့စီးပွားရေးအကျက်အတဲတွေကိုသိရှိနားလည်ပြီးထည့်သွင်းစဉ်းစားပေးရမှာပဲဖြစ်ပါတယ်။ရွှေပြောင်းနဲ့နေခံပြည်သူနှစ်ရက်စလုံးအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေပြုလုပ်နိုင်စေဖို့အတွက် ဒီတဏ္ဍရအုပ်ချုပ်မှုရန်တရားတွေနဲ့ပူပေါင်းဆောင်ရွက်တင်ပါတယ်။နေရဲဆွန့်ခွာလာကြသူအများစုဟာစီးပွားရေးပြည်လဲမှုအားနည်းသူတွေများပါတယ်။ရောက်တဲ့နေရာမှာစားပွေးနေရေးအတွက်အဆင်ပြေသလိုလောက်ကင်ဖြည့်ရှင်းရတာကြောင့်ချီးရင်းဆွဲအရင်းအမြစ်တွေအတွက်ထိခိုက်မှုတွေရှိပါတယ်။ရွှေပြောင်းရောက်ရှိတဲ့နေရာဟာနေပယ်စိမ်းဖြစ်တာကြောင့်ဒေသအာဏာပိုင်တွေရဲ့ခွဲခြားဆက်ဆံခံခဲ့ရတာတွေရှိပါတယ်။ဥပမာမှတ်ပုတ်တင်စစ်ဆေးမှုလိုင်စင်စစ်ဆေးမှုများမှာ ဒေသခံမဟုတ်တဲ့အတွက်စစ်ဆေးသူများရဲ့တောင်းခံသမျှငွေကြေးကိုပေးဆောင်ရတာတွေရှိပါတယ်။ဒါကြောင့်ဒေသခံများရဲ့အကျိုးရောရွှေပြောင်းသူများအတွက်အကျိုးကိုပါမျှော်ကိုပြီးလုံလောက်တဲ့ထောက်ပံ့မှုတွေပြုလုပ်နိုင်စေဖို့လိုအပ်ပါတယ်။ဒီလိုလှုပ်ဆောင်ရမှာဒေသအုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့မဖြစ်မနေပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်းစဉ်းစားထားဖို့အရေးကြီးပါတယ်။ဒုနိုဟန်အတွက်စဉ်းစားသုံးသပ်ရမယ့်အချက်တွေကတတမမြောက်အချက်ဖြစ်တဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EAO မှာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ လူသားစာနာကူညီဆောင်ရွက်မှုများနဲ့စွမ်းဆောင်ရည်များကိုအတိအမှတ်ပြုခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကို Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့မြို့တော်ကနေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းမြမငလျင်ဆိုင်ရာကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။